Hello မင်္ဂလာပါရှင်။ကျွန် behavior management အကြောင်းလေးကိုဆွေးနွေးပေးရဆွေးနွေးပေးနေရမှာ applying behavior analytics ဆိုတဲ့ ABA ကနေပြီးတော့ဗောနော်။ဒီညီလေးညီငါကိုကျွန်တော်ကျွန်တော်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရှေ့ပိုင်းမှာဆွေးနွေးပေးထားတာရှိပါလိမ့်ရှင်။အဲ့ထဲမှာကျွန်တော် DTT လို့တို့ပေါ့ခေါ်ရဲဗောနော်။ Discrete trial teaching ဆိုတဲ့စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားခြင်းညီလေးလေးအကြောင်းကိုဆွေးနွေးပေးခြင်းနေခြင်းဖြစ်ပါလိမ့်ရှင်။ ခဏိမှကြတော့အိုင်နီလန်းလေးရဲ့ပေါ့နော်ခြေကံမူငားချက်ချောင်းကိုဆွေးနွေးပြသမှာဖြစ်ပါလိမ့်ရှင်အတူရောက်ကလေးမှတ်ရတာပို့ပြီးတော့ဟိုမြင်မြန်မှတ်မိလွယ်ရပေါ့ရှင်အဲ့တော့ကျမ DDD ရဲ့ခြေကံမူငားချက်ပါအဲ့ခြေကံမူငားချက်ကိုကျမယနေ့ဆွေးနွေးပြသမှာဖြစ်ပါလိမ့်ရှင်အဲ့ခြေကံမူငားချက်မှာပထမအဆုံးချက်ကလေးဟာဖွင့်ပြိုးလိုတဲ့စွမ်းရည်တွေကိုအပိုင်းလေးတွေခွဲပြီးတော့လေ့ကျင့်ပြရမယ်အဲဘယ်လိုမျိုးအပြုမူလေးကို ဟိုသူ့ကိုရရှိကလေးကိုရရှိသွားစေချင်တာတော့ဘလိုကဘလိုအကြောင်းအရာလေးကိုမပြောစေချင်တာတော့ဟိုစသည်ဖြင့်ပေါ့လေအဲ့ဒါလေးတွေကိုအပိုင်းလေးတွေခွဲပြီးတော့သူတို့လေ့ကျင့်ပေးရမယ်တဲ့ဟိုကျောင်းအစီပိုင်းမှာဆွေးနွေးသားရတဲ့အထက်မှာလည်းပါတာကိုအင်ကြီးဝိထာလေးကိုသူအင်ကြီးလေးသူဝတ်တက်အောင်ဆိုရင် အစိပ်ပိုင်းတိတိလေးတွေခွဲပြီးတော့မှဒီကျင်ပေးကြရမယ်ဆိုတော့အဲ့လိုပုံစံလေးပါပဲမိမိဖွံ့ဖြိုးစူဒီလိုတဲ့ပြုမှုစီလိုတဲ့အကြောင်းအရာလေးတွေကိုစွမ်းရည်လေးတွေကိုအပိုင်းလေးတွေခွဲပြီးတော့ဒီကျင်ပေးရမှာ DDD ရဲ့အခြေခံမူရဲ့ပထမဆုံးချက်ပါရှင်ဒုတိယချက်ကကြတော့အဲ့ဒီအပိုင်းတိတိလေးတွေတစ်ခုစီကိုတေးချာပိုင်းနိုင်ပြီးဒီစွမ်းရည်တစ်ခုလိုကိုကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့အင်ကြီးလေးကိုရှင်းနောက်ခွဲတတ်ပြီး အဲ့ညီလေးကိုဘလို့လက်ကကိုင်မလို့စသည်ပြန်အပိုင်းလေးတွေတိတိလေးတွေခွဲပြီးတော့ပေါ့နော်ဒေးချင်းပေးလိုက်တော့သူကအဲ့ညီကိုဝစ်ချင်းဆိုတဲ့စွမ်းရည်တစ်ခုလုံးကိုသူရရှိသွားပြီဆိုလို့ရှိရင်ဒါဆိုသူလုံးနိုင်သွားပြီဒီစွမ်းရည်ကိုသူရရှိသွားပြီဒီအပြုတ်မျိုးကိုသူလုံးဆောင်နိုင်သွားပြီဆိုရင်နောက်ထပ်စွမ်းရည်တစ်ခုကိုဒေးချင်းပေးရပါမယ်လေရှင်ဒါကအခြေခံမှုရဲ့ဒုတိယအဆင့်မှာပထမ ပြုမှုစေလိုတဲ့ပထမဦးဆုံးရရှိလို့စေလိုတဲ့စွမ်းရည်တစ်ခုကိုဒါရရှိသွားပြီဆိုတော့မှ နောက်စွမ်းရည်တစ်ခုကိုဒါပြောင်းပြီးရောပေါ့နော်ဒါဒေချင်းပေးကြရမှာဖြစ်ပါလေရှင်အဲ့ဒီမှာတတိယအဆင့်အခြေခံဘုရားကျတော့ session 9ကိုတဲ့ outside consult ဒေချင်းပေးရမယ်တဲ့ ဒီတနေ့တော့အချိန်ရလို့ပေါ့ကလေးလေးကိုတေချာလေ့ကျင့်ပေးတယ်လေ့ကျင့်ပေးတယ်သင်ကြားပေးတယ်ပေါ့နော်လမ်းပြပေးတယ်အဲနောက်တနေ့ကျတော့အလုံးရှုပ်လို့ဆိုပြီးတော့ဒါလေးကိုချထားလိုက်ပြီးတော့ဆက်ပြီးမလေ့ကျင့်ပြတော့ဘူးပေါ့အဲ့လိုမျိုးဖြစ်လို့မရဘူးဒါဆိုအားစိုက်ခွန်စိုက်လေ့ကျင့်တာမျိုးဆိုတာကကျတော့နှိစင်လေ့ကျင့်ပေးရမှာအားစိုက်ခွန်စိုက်လေ့ကျင့်ပေးရဆိုတာနေ့စဉ်သူ့ကိုပြုမှုစေလိုတဲ့ပြုမှုတွေသူ့ရရှိသွားစေလိုတဲ့စွမ်းရည်တွေပေါ့နော်ဒါနေ့စဉ်လေ့ကျင့် ပေးမှုတွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်တဲ့ဒါကြောင့်ဒီက DDD ရဲ့အခြေခံမူ၅ချက်ထဲမှာအဲတတိယအဆင့်နေနဲ့ဟာအတိုက်အစိုက်ကွန်ဆိုက်အာတုံကွန်ဆိုက်အာတုံကွန်ဆိုက်လေ့ကျင့်ပေးရပါမယ်လေရှင်အဲစတုဒ္ဓအချက်ကလေးရကြတော့ပြုတ်နေနဲ့စပါတယ်သူတို့ကိုကုညီလဲညွတ်မှုတွေနဲ့စရမယ်တဖြည်းဖြည်းနဲ့အိုက်ကပြုတ်နေကိုရှော့ချသွားမယ် ကုညီလန်းညွမှုတွေကိုရှော့ချသွားမယ်သူကိုယ်တိုင်လုံဆောင်တက်သွားပြီဆိုပြုတ်နေရမလို့တော့ဘူးလေအဲ့တော့ကြတော့ဒီကျင့်ပေးတာကလေသူ့ရဲ့ဒီစိတ်ထဲမှာ ਉਹ ပဲဒီလောက်ဟာဒီပြုမှုဟာဟာပြုမှုအမှားပါလားဆိုတာကိုပဲဒါသူ့ရဲ့ဒီခန္ဓာကိုယ်ရဲ့လက်ပတ်နေတဲ့အကြောင်းအရာရောဒါပြုမှုအမှားဆိုတာကိုသူသိသွားပြီခုနအင်းကြီးဝတ်ထားအောင်ပဲတခြားသူဝတ်ပေးစရာမလိုကိုဝတ် ကိုကိုတိုင်ဝိတက်တယ်ဒီဝိတက်တယ်ဆိုတဲ့အပြုအမူတစ်ခုကိုသူရရှိသွားတာအဲအဲ့ရဲ့အပြုအမူကိုလည်းဒါအဲ့လိုမျိုးတဖြည်းဖြည်းရရှိသွားပြီဆိုသူ့ကိုခုနပရိုနေပေးစရာမလိုတော့ဘူးပေါ့နော်အဲအစမှာတော့ပရိုနေစမယ်ဒါပေမဲ့တဖြည်းဖြည်းပရိုနေကိုရှော့ချသွားမယ်နောက်ကျပရိုနေပေးစရာမလိုအောင်ကိုသူ့ကိုကိုသူလှုပ်ဆောင်နိုင်တဲ့အဆင့်စွမ်းရည်အဲ့စွမ်းရည်ကိုရရှိသွားအောင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်ဒါကြောင့်ပရိုနေတော့စပါဒါပေမဲ့တဖြည်းဖြည်းအဲ့ဒီကပရိုနေကိုရှော့ချသွားပါတဲ့ နောက်ပြင်စမအချက်ကလေးရတော့လေတည်ယူမှုကိုတဲ့ဆွဲဆောင်တဲ့မက်လုံးနေနဲ့တိုက်တွန်းအားပေးမှုတွေလုပ်ပါသူဆိုင်တစ်ခုကိုရပြီးအစိပိုင်းတိတိလေးတစ်ခုကိုလုံဆောင်တတ်သွားပြီဆိုသူ့ကိုတကယ်ကိုတိုက်တိုက်တွန်းအားပေးမှုတွေကိုလုံဆောင်ပေးရမှာပါရှင်အဲ့လိုမျိုးတိုက်တွန်းအားပေးမှုတွေလှုပ်ဆောင်ပေးမှလည်းသူကဒီလိုမျိုးကောင်းမွန်တဲ့ပြုမှုလေးဒီလိုစွမ်းရည်လေးကိုတက်ခတ်တက်ခတ်သူလှုပ်ဆောင်နေတဲ့အဲဟိုစိတ်ကလေးကဖြစ်ပေါ်နေမှာ ဖြစ်ပေါ်နေစေမှာပါဖြင့်အဲ့လိုမျိုးစိတ်ကလေးဟိုထက်ခါထက်ခါဖြစ်ပေါ်နေစေအောင်သူ့ကို reinforcer တွေကပေးရမှာဖြစ်ပါရဲ့အဲ့တော့ကြာတော့ကျမတို့ဒီ DDD ရဲ့အခြေခံမှု၅ချက်ရှိရဲ့ပထမဆုံးချက်ကဖွံ့ဖြိုးလိုတဲ့စွမ်းရည်တွေကို အဲအပိုင်းလေးတွေခွဲပြီးတော့လေ့ကျင့်ပေးမယ်အဲ့ဒီအပိုင်းလေးတွေခွဲပြီးတော့လေ့ကျင့်ပေးတာမှာတေချာပိုင်နိုင်တဲ့စွမ်းရည်တစ်ခုလုံးကိုရရှိသွားပြီဆိုလို့ရှိရင်နောက်စွမ်းရည်တစ်ခုကိုပြောင်းပြီးတော့လေ့ကျင့်ပေးမယ်အဲ့လိုမျိုးပြီးတဲ့ session တိုင်းကိုလည်းအာသွန် consign လေ့ကျင့်ပေးရမယ် pro နေနဲ့စမယ်တဖြည်းဖြည်းနဲ့ pro နေကို short ချသွားမယ်တည်ယူမှုကသူတို့ကိုစက်ပြီးတော့ထက်ခါထက်ခါဆောင်ရွက်စေချင်အောင်ဆောင်ရွက်လိုတဲ့စာနာတွေဖြစ်ပေါ်လာအောင်တိုက်တွန်းအပ်မှုဆိုတဲ့ reinforcer တွေ ဆောင်ရွက်ပေးရပါမယ်တဲ့ဒါကကြတော့ကျမတို့ DTD ရဲ့အခြေခံမူငါချက်ပါရှင်အဲ့ဒီမှာ DTD ရဲ့ပေါ့နော်ဒါ right discrete trial teaching မှာဆိုရင် DTD ရဲ့အပိုင်းကြီး၃ပိုင်းရှိပါတယ်ရှင်အဲ့ဒီမှာဆိုရင် antecedent antecedent ဆိုတဲ့ဒီ stimulus လောက်တာရှေးပြေး stimulus လောက်တာပေါ့နော်အဲ့ဒါကကြတော့ရှေးပြေးဖြစ်ရနေနဲ့သူ့ကိုထူးခြားမှုနဲ့လှုပ်ဆောင် ဟိုလှုပ်ဆော်မှုလေးကိုလှုပ်ဆောင်ပေးလိုက်တာဒါဆိုရင်လှုပ်ဆော်မှုလေးလှုပ်ဆောင်ပေးလိုက်ပြီဆိုရင် तू ဟာသူ restaurant ပြန်မယ် behavior အပြုတ်မှုတစ်ခုကို तू တုံ့ပြန်လာမယ်ပေါ့နော်ဒါအပြုတ်မှုတုံ့ပြန်လာမယ်ဆိုလို့ရှိရင် consequence ဒါမှမဟုတ်ရင် stimulus reinforcer ဒီအကျိုးဆက်တွေကိုလှုပ်ဆော်မှုတွေတိုက်တွန်းအားပေးမှုတွေကိုလှုပ်ဆောင်ပေးရပါမယ်တဲ့ဒါကတော့ကျမတို့ DDD ရဲ့အပိုင်းကြီး၃ပိုင်းမှာ ပထမဦးဆုံးသူ့ကို antecedent ဆိုတဲ့ရှေ့ပြည့်ဖြစ်ရတဲ့ထူးခြားတဲ့လှုပ်ဆောင်မှုတွေ stimulus တွေပေးရမယ်။ပြီးရင် behavior response တွေလာပြီဆိုလို့ရှိရင်သူ့ကိုဒီ consequence ဆိုတဲ့အကျိုးဆက်တွေဒါကိုဘယ်လိုလှုပ်ဆောင်မလို့ဘယ်လိုတိုက်တွန်းအပေးမှုတွေလှုပ်ဆောင်မလို့ဘယ်လိုအပေးမှုတွေဆောင်ရွက်မလို့ဆိုတာလေးရတစ်ဆက်တည်းလာမှာပါတဲ့။ဒီလိုမျိုးအဆင့်သုံးဆင့်နဲ့အပိုင်းသုံးပိုင်းနဲ့သွားပါတယ်ရှင်။ဒါကကြတော့ကျွန်တော်တို့ DDD method ရဲ့ DDD နဲ့လေ့ကျင့်ပေးခြင်းရဲ့အဆင့်လေးတွေပါ။အဲ့ဒီမှာကျွန်တော်နမူနာလေးတစ်ခုနဲ့ဆွေးနွေးပေးပါမယ်ရှင်။ ိုင်းမှာဆိုရင်ဒီမှာဆိုရင်ဆီယမတ်နဲ့ကလေးလေးပေါ့နော်ဒါမှမဟုတ်မိခင်နဲ့ကလေးလေးလည်းဖြစ်မယ်ဒါဆိုလို့ရှိရင် तू က stretch ပေးပြီးဩဒီမှာတော့ဆီယမတ်ဆီယမတ်ကိုကြည်ပါဆိုပြီးတော့ကလေးကို stretch ပေးနေပြီအဲ့လိုအဲ့လိုမျိုးပြောတဲ့အခါမှာလည်း ဟိုသူ့ကိုရှင်းရှင်းလင်းလင်းလေးနဲ့ပေါ့နော်အတန်လေးဟိုဟာအတန်လေးကလည်းနည်းနည်းလေးမြင့်ပြီးတော့မှပြောရမယ်။ဘာလို့ဆိုတော့သူတို့ကဒီတချို့တွေကအကြာအာယုံ delay ဖြစ်နေတဲ့ကလေးတွေရှိရဟို disorder ကလေးတွေဆိုတော့သူတို့ကဒါမျိုးကိုသူတို့ရဲ့ဒီက စိတ်သူအကြားထဲမှာပူပြီးတော့ဒါလေးကိုသူ့ attention ရရှိအောင်ဒါဆီယမကိုကြည်ပါဆိုတာလေးကိုစကားလုံးကိုရှင်းရှင်းလင်းလင်းနဲ့အဲမှန်မှန်လေးပြောပေးရမယ်အဲ့လိုမျိုးပြောလိုက်လို့ကလေးကကြည်လာပြီဆိုရင် response တုံ့ပြန်လာပြီကလေးကကြည်မယ်ဒီလိုမျိုးကြည်လာပြီဆိုရင်သူ့ကို consequence ဆိုရဲပေါ့နော်ကလေးကကြည်ရဲဒါကြောင့်ကောင်းကောင်းကြည်တာမင်းကြည်တဲ့တဲ့ဒါကြောင့်တော်လိုက်တာဆိုပြီးသူ့ကို high five ဆိုတဲ့ reinforcer ပေးရပါမယ်ကျမ reinforcer မျိုးမျိုးတွေက high five ကလည်း reinforcer မျိုးစားတစ်ခုပါအဲ့လိုနေ ရင်လည်းတွားရပါမယ်တဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ကျမတို့ဒီ TDD ရဲ့အဲအပိုင်း၃ပိုင်းမှာဆိုရှင်ပထမအပိုင်းနေနေပေါ့နော်ရှေ့ပြည့်ပြည့်ရသူတို့ကို stimulus တွေပြီးမယ်ထူကြတဲ့လှုပ်ဆောင်မှုတွေပေးလိုက်မယ်အဲ့ကဲပေးထားတဲ့ညွှန်ကြားချက်ဟာ တုံ့ပြန်မှုမိမိတုံ့ပြန်မှုကိုရစေလိုတဲ့နှိုးဆွားတဲ့ညွှန်ကြားချက်ဖြစ်ရမယ်တဲ့အဲ့ဒါလည်းရေးကြည့်ပါရဲ့မိမိကဘလို့ပြုမှုကိုရစီစေချင်တာတော့ဘလို့စွမ်းရည်ကိုရစီစေရရှိစေချင်တာတော့အဲ့ဒီစွမ်းရည်နဲ့အဲ့ဒီအပြုအမူနဲ့ပေါ့နော်ဒီတက်ဆိုင်တဲ့ညွှန်ကြားချက်မျိုးကိုဒါနှိုးဆွားမှုလှုပ်ဆောင်ပေးရမှာပါဒါကြောင့်တုံ့ပြန်မှုရရှိစေမယ်နှိုးဆွားတော့ညွှန်ကြားချက်လည်းဖြစ်ရမယ် အဲ့ဒါမှာဆိုလို့ရှိရင်ကျမတို့ဒီမှာဆိုရင်ဒီကဆိုလို့ချက်ကလေးရပါတော့ကလေးကအာယုံစူးစိုက်မှုကိုအရင်ဆုံးရယူရမယ်တဲ့အတန်ရှင်ကရရည်ကြီးတယ်သင်ကြားသင်ယူမှုတွေဆောင်ရွက်နိုင်မှုတွေအတန်ရှင်နေဟိုရရှိမှလည်းဒါတွေကိုအောင်မြင်တဲ့စွမ်းရည်တွေကိုရရှိသွားစေမှာဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့ကျမတို့တွေ ဟိုတချို့ကလေးတွေကလေဒီက delay ဖြစ်နေတဲ့ကလေးတွေ ADHD ကိုကလေးတွေအတားအသွက်လွန်းနေတာလေခုံမာနေမထိုင်နိုင်ဘူးအဲရှားအောင်ပြီးပြီးနေချင်းတယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဒီ DTD ရဲ့ဒီတင်ကြားမှုဟာကိုပဲလေသူကဆရာမနဲ့ကလေးနဲ့တို့မဟုတ်မိခင်နဲ့ကလေးနဲ့ဒါမှမဟုတ်ရင်ဖခင်နဲ့ကလေးနဲ့ကိုတင်ကြားဖို့အတွက်ကနေရာတတ်မှတ်ထားရတယ်နေရာတနေရာတီးတဲ့စီစဉ်ပေးထားရတယ်အဲ့ဒီနေရာမှာတီးတဲ့စီစဉ်ပေးထားတဲ့နေရာမှာတင်ကြားမှုကိုလှုပ်ဆောင်ရတာ အဲ့ဒါမှလည်းသူ့ရဲ့ဒါဟိုဘောနော် attention ကကောင်းကောင်းရရှိမှာဖြစ်ပါလေရှင်အဲ့တော့ကြာတော့လေကျမတို့တချို့ဟိုတချို့ကလေးကထွက်ပြေးနေပြီဆိုလို့ရှိရင်ပြေးနေပြီဒီကောင်မှမထိုင်ဘူးဆိုရင်လိုက်ပြီးတော့တူတူသွားတဲ့နေရာကိုလိုက်တင်ကြပေးလို့ဟိုဒီလိုမျိုးဓလေကလေးတွေအတွက်ကအဆင်မပြေပါဘူးရှင်ခုနလိုပဲတီးတန့်တက်မှတ်ထားတဲ့နေရာမှာပဲထိုင်အောင်ဒါခေါ်ရပါမယ်ခေါ်ပြီးတော့သူထိုင်ပြီဆိုတော့မှသူ့ကိုမလုပ်မလို့ဆိုရင်ခုနအတင်ကြမှုတွေကိုလှုပ်ဆောင်မယ်ပေါ့လေအဲ့တော့ကြတော့ ထွက်ပြေးနေရဆိုရင်အိုက်ပြေးတဲ့နေရာကိုလိုက်ပြီးတော့တင် जा မှုတွေပြုတ်နေပေးခြင်းတွေမလုပ်ဆောင်ရပါဘူးတဲ့အဲဒီကသူ့ရဲ့တက်မှတ်ထားတဲ့နေရာကို ရရှိအောင်ဟိုထိုင်အောင်သူဒါဆောင်ရွက်ပြီးတော့မှတင် जा မှုကိုဆက်ပြီးတော့လုပ်ဆောင်ရမယ်။ဒါမှသာပဲ attention အာရုံစူးစိုက်မှုကိုအရင်ဆုံးရယူရမှာဖြစ်ပါတယ်တဲ့။ အဲ့ကြတော့နောက်တစ်ခုအနေနဲ့ကကြတော့ကျမတို့ဟိုအဲ့ဒီလိုမျိုး delay ကလေးတွေပေါ့နော် disorder ကလေးတွေကိုပြောနေချတဲ့ပိုးကြည်ကြည်ပြောရမယ်အတန်လေးမြင့်ပြီးတော့ပြောရပါမယ်နဲ့ရှင်အဲ့လိုမျိုးပြောမှသူ့ရဲ့ attention ကလည်းကောင်းကောင်းရရှိစေမှာဖြစ်ပါတယ်ဒါကြောင့်တာမန်ပြောနေချတဲ့အတန်ကြည်ကြည်လေးကြည်ကြည်လေးပြောရပါမယ်တဲ့နောက်တစ်ခုအနေနဲ့က teacher ရှင်းလင်းတဲ့အတန်ဖြစ်ရမယ်ကျမတို့ ဒီကဆိုရင်ခမ်းမရဆိုလို့ရှိရင်နောက်ကဘာဝယ်နဲ့စုံတဲ့အတွက်သူတဆက်တည်းဆိုဖတ်တယ်လေခမ်းမရခမ်းမရဆိုအဲ့လိုမျိုးဖတ်တတ်တယ်အဲအဲ့ဒါကိုအဲ့လိုကလေးကိုအဲ့လိုမျိုးကလေးကိုသွားမပြောအောင်ခမ်း here ခမ်း here ပြည်ပြည်မှန်မှန်သူ့သူ့ရဲ့နားထဲမှာနားလဲသွားအောင်ပြောရပါမယ်တဲ့အဲအဲ့ဒါမှ तू ကဒါကိုနားလဲပြီးတော့မှ तू လှုပ်ဆောင်တတ်မှာ လို့မျိုးပေါ့နော်ဟိုဘူဒံပအောင်ဆိုပြီးတော့ပြောနေလို့ရှိရင်ဒီကလေးတွေအတွက်ကကြာတော့နားလည်မှာမဟုတ်ဘူးပေါ့နော်ဒလေးကလေးတွေဖြစ်နေတဲ့အတွက်ပါဒီလိုမျိုးဒလေးကလေးတွေအတွက်ဆိုရင်တို့ကိုတို့နားထဲမှာတကယ်ကိုပေါ့နော်နားလည်သွားအောင်အတန်ကိုလည်းတိကျရှင်းရှင်းလင်းလင်းနဲ့ဖြည်းဖြည်းပဲပြောပြီးတော့မှအတန်လေးမြင့်ပြီးတော့ပြောရမယ်တဲ့ဒါဒီမှာဆိုလို့ရှိရင်လည်းကျောင်းဆိုရင် touch the shoe on the table အဲအဲ့လိုမျိုးပြောရဲအဲ့လိုမပြောအောင်သူဆိုရင်အတူပဲတူတူပဲပြောရမယ် touch shoe ဒါမျိုးပဲဟိုပြောပါဆိုရင်လည်းပြောပြပါအဲအဲ့လိုမျိုးပြောပါပြောပြအဲပြပါဆိုရင်လည်းအဲကြည့်ရအောင်ပြပါဆရာမကိုပြကြည့်ပါအဲ့လိုမျိုးပြပြပြအဲ့လိုမျိုးပြောပါဆိုရင်လည်းပြောပြောပြောသူနားလေတဲ့စကားလုံးနဲ့ပြောရမှာအဲဒါမျိုးကြီးကိုလည်းထက်ခါထက်ခါလည်းမပြောရဘူးလေသူ expression ကိုတစ်ခုပေးပြီဆိုရင်အဲ50စက္ကန့်10စက္ကန့်လောက် စောင့်မယ်စောင့်ပြီးတော့မှသူ့ရဲ့တုံ့ပြန်မှုပေါ့သူက delay ဖြစ်နေတဲ့အတွက်တုံ့ပြန်မှုကနှေးတတ်ပါတယ်အဲ့လိုမျိုး teacher ရှင်းလင်းတဲ့အတန်နဲ့သူ့ကိုပြောရမယ်ဟဲ့အဲ့ဒါကကြတော့ကျွန်တော်တို့ဒီကဒီ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 ရဲ့ဒါတင်ကြားမှုအတွက်စောင့်ရရမယ်စောင့်ရရမယ်အချက်ကလေးတွေပါနောက်တစ်ခုကကြတော့တုံ့ပြန်မှုမရခင်မှာဒီချိန်သာပြောရမယ်တဲ့ အဲအဲ့ပေါ့နော်အဲ့လိုမျိုးပေါ့နော်တုံ့ပြန်မှုမရခင်မှာဒီချိန်သာပြောရမယ်ဒါကိုထက်ကထက်ကကြီးပေါ့နော်ပြောမနေရဘူးပေါ့နော်ကြည်ဆိုတဲ့စကားလုံးဟဲကြည်ကြည်လေးကြည်လေးဆိုပြီးအဲ့လိုမျိုးကြီးသွားပြောလို့မရဘူးသူကြည်ဆိုစီခိုင်းနေဆိုရင်ကြည်ဒါပဲပြောခိုင်းနေဆိုရင်ပြောပြခိုင်းနေဆိုရင်ပြအဲ့လိုမျိုးဒီချိန်သာပြောပြီးတော့မှသူရဲ့စီကတုံ့ပြန်မှုရအောင်စောင့်ပေးရပါမယ်အဲဒါကကြတော့ကျမတို့ဒါ ရှင်းပြပြည့်ရတဲ့ထူးခြားလှုပ်ဆောင်မှုတွေလုပ်တဲ့အခါမှာစောင့်ရရမယ်အချက်ကလေးဖြစ်ပါတယ်ရှင်။အဲတော့ဒါဆိုလို့ရှိရင်ကျမတို့ stimulus ပထမဦးဆုံးရှင်းပြပြည့်ရတဲ့အတွက်ပထမဦးဆုံးလှုပ်ဆောင်ရမယ်လုပ်ကလေးပါ။အဲ့ဒီမျိုးလုပ်တဲ့အခါမှာကလေးက response ရပြီတုံ့ပြန်မှုပေးပြီအဲ့ဒီမှာဆိုလို့ရှိရင်လည်းကလေးကချက်ချင်းပြုတ်မှုတဲ့အပြုတ်မှုပေါ့နော်ဒီကုနလာလူမျိုးလှုပ်ဆောင်မှုပေးလိုက်လို့ရှင်းပြပြည့်ရအနေနဲ့လှုပ်ဆောင်မှုပေးလိုက်လို့ကလေးက response တုံ့ပြန်မှုရလာပြီဆိုလို့ရှိရင်မှန်ကန်တဲ့တုံ့ပြန်မှုလား ဟုတ်ပြီမှန်ကန်တဲ့တုံ့ပြန်မှုလည်းဖြစ်နိုင်တယ်။အဲအဲ့လိုအဲ့လိုမျိုးတုံ့ပြန်မှုပေးတဲ့အခါမှာကူညီပေးလို့တုံ့ပြန်မှုလုပ်ထားလားဒီတုံ့ပြန်မှုကမိမိလူချင်းနဲ့တုံ့ပြန်မှုအပြည့်အဝဖြစ်ရတာတချို့ကကြတော့အပြည့်အဝမပေးဘူးလေ။အဲအပြည့်အဝမဟုတ်တာဟုတ်ဘူးမိမိလူချင်းနဲ့စွမ်းရည်ပေါ့နော်မိမိပြုမှုချင်းနဲ့အပြုမှုပြည့်ပြည့်ဝဝမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းသူ့ကိုပြုတ်နေထပ်ပေးရမယ်။အဲ့မှာဆိုရင်တော့ တုံ့ပြန်မှုကမှားတယ်လားမှားနေပြီဆိုရင်အပြည့်မမှန်ဘူးတုံ့ပြန်မှုမလုပ်တာလားမလိုလားတဲ့အပြုမှုကိုလုပ်နေရလားဆိုအောင်စသည်ဖြင့်ပေါ့နော်အဲသူ့ရဲ့အပြုမှုတွေကိုလိုက်ပြီးတော့သုံးသပ်ပေးရမယ်တုံ့ပြန်မှုကမှားသွားတာလားအပြည့်မမှန်တာလားတုံ့ပြန်မှုမလုပ်တာလားမလိုလားတဲ့အပြုမှုကိုထပ်ပြီးတော့ပြနေရလားဆိုတာကိုသုံးသပ်ပြီးတော့မှနော်ကလေးကိုကျွန်တော်တို့အဓိကဒီသူ့ရဲ့အပြုမှုတွေကိုလေ့လာသုံးသပ်တဲ့အစ်စ်တွေကိုလည်းလုံဆောင်ရပါမယ် ဒီကဒါမှကျမတို့သူတို့လှုပ်ဆော်မှုနဲ့ကျမတို့တုံ့ပြန်မှုရဲ့ချာမှာခိုင်မြဲတဲ့အဲဆက်သွယ်မှုရရှိစေမှာဖြစ်ပါရဲ့ရှင်အဲနောက်တစ်ချက်ကကြတော့ကျမတို့မှန်နေလို့ရှိရင် အပြူသဘောဆောင်တဲ့တိုက်တွန်းအားပေးမှုကိုလှုပ်ဆောင်ပေးရမယ်တဲ့မှန်နေသူသူကမိမိလိုချင်တဲ့အပြူမှုကိုမှန်မှန်ကန်ကန်ပြုမှုရဲဆိုရင်သူ့ကိုအပြူသဘောဆောင်တဲ့တိုက်တွန်းအားပေးမှုတွေကိုလှုပ်ဆောင်ပေးရပါမယ်တဲ့ မှားလို့ရှိရင်လည်းသူ့ကိုဒါကိုဒါဆိုလို့ရှိရင်သူ့ကိုဘလော့ရမယ်ဒါဆိုရင်သူ့ကိုအတိအမှတ်ပြုတ်ပေးလို့မရပါဘူးအဲထပ်ပြီးတော့ပေါ့နော်နောက်ကြိမ်မှသူ့ကိုဒါ pro နေပေးပြီးတော့မှနောက်တစ်ခါထပ်ပြီးတော့ဒီပြုတ်မှုရရှိအောင် stimulus stimulus တွေလှုပ်ဆောင်မှုတွေပေးရမှာဖြစ်ပါတယ်ရှင်အဲ့တော့မှားရင်တော့သွားပြီးတော့သူ့ကို reinforcer သွားပေးလို့မရပါဘူးရှင်အဲ့ဒါလေးတွေလည်းအရေးကြီးပါတယ်ရှင်အဲ့ဒါဆိုရင်ကျမကနေ့ဆွေးနွေးသွားတာလေးဆိုရင်ကျမတို့ DDD ရဲ့ အခြေခံမူ၅ချက်ကိုဆင်းသစ်သွားတယ်အဲ့အခြေခံမူ၅ချက်တိုင်းဆောင်ရွက်ချက်ရမယ်။အဲပြီးလို့ရှိရင်ကျမတို့ DDD ရဲ့အပိုင်းကြီး၃ပိုင်းအဲ့၃ပိုင်းမှာပါဝင်တဲ့အဲဆောင်ရွက်ရမယ်အဒီကအစင်လေးတွေကိုပေါ့နော်အပိုင်းလေးတွေကိုကျမကနမူနာလေးတွေနဲ့လည်းဆွေးနွေးပေးသွားပါတယ်။အဲ့တော့ကျွန်တော်ဒီဟာ DDD ရဲ့ဒါဟိုပေါ့နော်ဒါအခြေခံမူ၅ချက်ကိုဥတီပြီးပေါ့နော်အဓိကထားပြီးတော့ဆွေးနွေးပေးသွားတယ်အပိုင်း၃ပိုင်းကိုလည်းဆွေးနွေးပေးသွားပါတယ်နောက်နေ့နေပါလဲပဲကြန့်ရှိနေတဲ့ဒီဆောင်ရွက်ရမယ့်လုပ်ငန်း ရှင်လေးတွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်လည်းဒီနေ့ကျွန်မဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။